ခင်ဗျားတို့ရဲ့ဖုန်းကြီးကိုနော်မြမလူကြီးပုံတုံးတုံးကြီးသုံးနေရတာရိုးနေပြီခင်ဗျားဖုန်းဝယ်ကလေးကပါလာတဲ့ system launcher ကြီးနဲ့သုံးရလားတော်တော်လေးကိုညင်းငွေ့နေ customize home screen setup ကြီးလုပ်ချင်နေဆိုပေမဲ့ဘယ် setup ကြီးကိုသုံးပြီးတော့ဘလူးစားလွတ်လွတ်လောက်အောင်မသိဘူးအခုသုံးနေတဲ့ home screen setup ကြီးကိုရိုးအီနေပြီပြင်းနေပြီ wallpaper အစ်တွေလည်းဘလူးရှာအောင်လည်းမသိဘူးဘလူး customize ဆောက်အောင်လည်းမသိဘူးမသိရင်းများစွာနေခင်ဗျားလမ်းပြောင်းနေရဆိုရင်ဒီဗီဒီယိုတွေကခင်ဗျားအတွက် လမ်းပြချေတခုဖြစ်နိုင်မယ်လို့ယူဆပါတယ်။ခင်ဗျားအခုမြင်နေရတဲ့လိုမျိုး wallpaper အလန်းနေနော် home screen setup လမ်းနေကိုဒီဗီဒီယိုကြည့်ပြီးသွားရင်ခင်ဗျားရဲ့ Android မှာ AACC လွတ်လို့ရသွားလိမ့်မယ်။ကျွန်တော်ပြထားတဲ့လိုမျိုး step by step လေးတွေကိုဒါသေချာလိုက်ပြီးတော့ကြည့်ကြည့်လိုက်ဒီဗီဒီယိုမှာကျွန်တော်တို့သုံးလို့ကောင်းမဲ့ wallpaper တွေ launcher တွေ home screen idea တွေတို့က customization တွေကို ပြန်ပြပေးမယ်။ဟောပြီးတော့ဒီ launcher ဆိုလို့ပေါ့နော်ဟိုတလို့ကပဲစိတ်မကောင်းစရာတဲ့ဒီနေ့တခုတွေးလဲရတယ်ပေါ့။ကျွန်တော်တို့ရင်းနှီးပြီးသား Android launcher တခုဖြစ်တဲ့ Nova launcher ကတော့ project ကိုအပီးတိုင်ရက်လိုက်ပြီးဆိုတဲ့တဲ့ငုံတွေးလိုက်တယ်။ Play Store မှာတော့အခုချိန်ထိ download လုပ်လို့ရနေသေးတယ်ဆိုပေမဲ့ update တွေတော့ထည့်ရတော့မှာမဟုတ်ဘူး။ကျွန်တော်တို့ကတော့ Nova Launcher တုံးနေတဲ့သူတွေဆိုလို့ရှိရင်လည်း Nova Launcher မရှိတော့တဲ့နောက်ကျွန်တော်တို့ဒီဗီဒီယိုမှာပြပေးမဲ့ Android customization tool တွေကခင်ဗျားတို့အတွက်အထောက်အကူဖြစ်နိုင်မယ်လို့ယူဆတယ်။ Okay, so ဗီဒီယိုလေးကိုစလိုက်။ ပထမဆုံးပြောပြမယ့် launcher က smart launcher 6ဒီကောင်ကပွဲလန်နှုံဖြာဝင်ခင်းတယ်လို့ပဲပြောရမှာလား nova m e ဆိုတဲ့သတင်းကိုကြားကြတဲ့ nova user တွေကြိုးစိုးပါတယ်ဗျာဆိုပြီးတော့စာသားတွေတောင်ရေးတင်လိုက်သေးတယ်သူတို့နေပဲရင်စလိုက်တာပေါ့နော် smart launcher 6ကတော့ nova launcher နဲ့ကတော့မတူဘူးရယ်သူက two style နဲ့တူတော့ရှိတယ် unique fit တဲ့ launcher ထဲမှာပါတယ်ပေါ့နော် smart launcher ကဘလို့လူတွေခြိုက်မလဲဆိုလို့ရှိရင်သူ home screen ကို widget တွေအလှဆင်ရတာခြိုက်တဲ့သူတွေဆိုရင်ဒီ launcher ကိုသဘောကျလိမ့်မယ် ူက home screen မှာ widget တွေကိုအသေးစိတ် customize လုပ်ရတယ်ပေါ့နော်သူမှာပါတဲ့ default widget တွေကလည်းတော်တော်လေးမိုက်တဲ့ထင်မှာပါတယ်ကျွန်တော်ကတော့ pro version နဲ့သုံးနေတာ yoyo version မှာတော့ feature တွေအကုန်မရတာမျိုးရှိနိုင်တယ်ကိုယ်စိတ်ကြိုက်ပြင်ထားတဲ့ home screen setup ကိုသူက backup လုပ်ပြီးတော့ drive file ထဲမှာတင်ထားတင်ငယ်ချင်းတွေပိုင်းနဲ့ share အဲ့လိုလေးလုပ်လို့ရပြီးတော့ဒီ smart launcher ရဲ့ app drawer ပေါ့နော်တခြား android launcher တွေနဲ့မတူတဲ့ automatic app sorting feature ဆိုတဲ့အကောင်လေးပါတယ် app တွေကိုသူ့အမျိုးအစားနဲ့တူပါနော် communication entertainment games utility ဆိုပြီးတော့ခွဲပြပေးထားတယ်ပေါ့ app တွေကိုရှားတာလွယ်တယ်အာမြန်လည်းမြန်တယ် main screen ရဲ့ဘေးကိုဆွဲချလိုက်လို့ရှိရင် news ပြပေးတဲ့ your feed ဆိုတဲ့ feature မျိုးလေးတွေပါမယ်ကိုကြိုက်တဲ့အကြောင်းအရာတွေ website တွေအဲ့ဒါတွေကို add ထားပြီးတော့သတင်းတွေကြည့်လို့ရမယ်ပေါ့ဘာသူရဲ့ smart search ဆိုတဲ့ feature ကလည်းမိုက်တယ်သွား smart bar ကို widget အနေနဲ့ထားပြီးတော့သုံးလို့ရတယ်။ကိုဖုန်းထဲမှာရှိတဲ့အကုန်လုံးကိုရှာလို့ရတယ်။တခြား search bar တွေလိုမျိုး app တွေလောက်ပဲရှာလို့ရတာမဟုတ်ဘူး။ ဥပမာကိုယ်တိုင်ရဲ့နာမည်ကို smart search မှာလိုက်ရှာလိုက်မယ်ဆိုရင်ဒီခါလေးဖုန်းခေါ်မလား telegram chat box ကိုထားရဲသွားမလား messenger ကိုထားရဲသွားမလားလိုလည်းလိုရတယ်တော်တော်လေးမြန်နေတကယ်လေး smart ဖြစ်တယ်နာမည်နဲ့လိုက်တယ်ပေါ့နော်ပြီးတော့ icon တွေထဲမှာ gesture တွေထားပြလို့ရတာတော်တော်မိုက်တယ်ဥပမာ icon ကို double tap လုပ်လိုက်ရင် pop up widget တက်လာတာမျိုး icon ကိုဘယ်ဘက်ဆွဲလိုက်ရင်ပါလို့မယ်ညာဘက်ဆွဲလိုက်ရင်ပါလို့မယ်အဲ့လိုမျိုးကူးဖြစ်တဲ့ feature လေးတွေပါတယ်ပြီးတော့ဒီ wallpaper setting ထဲမှာ wallpaper အစ်စ်တွေ download လုပ်တာတော့ wallpaper 3D perspective mode ဆိုပြီးတော့ 3D wallpaper ပြောင်းတဲ့ feature တွေတို့အဲ့ဒါတွေလည်းပါတယ်။အဲသူများတွေမမြင်အောင် app တွေကိုဖွက်ထားလို့ရတဲ့ hidden apps တွေပါအဲ့ဒါတွေလည်းလုပ်လို့ရတယ်။နောက်ထပ် launcher ကကြတော့ minimal လို့မျိုးပေါ့နော် minimalism ကိုကြိုက်တဲ့သူတွေအတွက်အဆင်ပြေမဲ့ launcher နှစ်ခုကိုရွေးပေးထားတယ်။ flow launcher နဲ့ niagara launcher ဘာမှမလို့ flow launcher ဆက်ကောင်းကြည့်မယ်ပေါ့နော်။ ဒီကောင်ကို install လိုက်တယ်ဆက်စချင်းမြင်ရတဲ့ home screen ကအဲ့ home screen ကိုမှကို minimalist vibe ကစရနေတာပေါ့နော်ဒီ launcher မှာ home page နှစ်ခုပါတယ် main page ကိုအသုံးများတဲ့ဒီ launcher ရဲ့ဒီ minimalist design ပုံစံတည်ထားလို့ရတယ်နောက်ထပ် page တစ်ခုကကျတော့ widget တွေကိုထားလို့ရတဲ့ page widget ကိုစိတ်ကြိုက်ထည့် add လို့ရတယ်ဒီကောင်တူတူ customize လုပ်စရာမလိုဘူးတို့ပေးထားတဲ့ style လေးတွေကိုအဆင်ပြေတယ်ပေါ့နော်ဒီ launcher ရဲ့အဓိက feature ကတော့ဖုန်းသုံးတဲ့အချိန်ကို short အောင်ဦးစားပေးထားတာ app ကိုဖွင့်စရာမလိုဘဲနဲ့ဒူဒူးလေးစေကြည့်လို့ရအောင် calendar event တွေကို app ဖွင့်စရာမလိုဘဲနဲ့တခါလေးသုံးလို့ရအောင်အဲအဲ့လိုအပိုင်းတွေကိုအသာပေးထားတာ focus mode ဆိုပြီးတော့ app drawer ကိုအချိန်တစ်ခုသတ်မှတ်ပေးလိုက်ပြီးတော့ဖွင့်လို့မရအောင်လုပ်လို့ရတယ်အဲ့လိုဖွင့်လိုက်လို့ရှိရင်ကို favorite လို့ထားတဲ့ app ကလွဲပြီးတော့ channel app တွေကသုံးလို့မရတော့ဥပမာအဖြစ်စာလုပ်နေတဲ့အချိန် social media မသုံးမိအောင်เนาะ game မဆော့မိအောင်အဲ့လိုမျိုးအချိန်တွေမှာဒီ feature တွေကသုံးဝင်တယ်ကိုက screen time များများများနေတယ်လိုအပ်တာထက် social media မှာအချိန်ဖြုန်းနေတာများနေတယ်လို့ထင်ရင်ဒီ flow launcher ကို try ကြည့်တဲ့နောက်တစ်ခုက Niagara launcher ီကောင်ကလည်း minimalist ဖြစ်တယ် clean ဖြစ်တယ်အဲ့ဒါကိုကြိုက်တယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေတယ်။ညံတယ်အဓိကဒီကောင်က one handed operation တွေအတွက်ရည်ရွယ်ပြီးတော့လုပ်ထားတာပေါ့နော်။ app တွေပါလေဆိုလို့ရှိရင် तू ကအာ icon တွေနဲ့ပြတာမဟုတ်ဘဲနဲ့စာအနေနဲ့ပြတယ်။ပြီးတော့ဒီဘေးမှာရှိနေတဲ့ abcd efg အဲ့ဒါလေးကိုလက်နဲ့ hover လုပ်လိုက်တာနဲ့ hover လုပ်လိုက်တဲ့ဆို track လုပ်လိုက်တာနဲ့ app တွေကိုအလွယ်တကူမြန်မြန်ဆန်ဆန်ရှာလို့ရတယ်။ one smooth motion နဲ့ကြိုက်တဲ့ app ကိုရှာလို့ရတယ်။အဲ့ဒါဒီကောင်ရဲ့အကြီးမားဆုံးသောအားသာချက်ပဲ။ဖုန်းရှိရည်တွေမှာဆိုရင် အဆင်ပြေတယ်ဥပမာအဖြစ် folding phone တစ်လုံးရဲ့ cover screen မှာသုံးမယ်လို့ပါတော့အဲအဲ့လိုမျိုးဆိုရင်ကောင်းရဲ့ဟာတော်တော်မိုက်ဘာပိုစားသားမှမပါဘူးဒီကောင်ကโอเคနောက်တစ်ခုကဆိုတော့ minimalist ဖြစ်တာတွေကိုမကြိုက်ဘူးเนาะပြောတတ်ဘူးနည်းနည်း personality နည်းနည်းပြည့်ဝတဲ့ဟာတွေကိုကြိုက်တယ်ပေါ့เนาะ maximalist ဖြစ်တယ်နော်လန်လန်ကျန်ကျန်ကြီးကိုသုံးမြင်နေတဲ့သူတွေအတွက် customer service ရမယ့် tool တွေကိုပြောပြမယ်ပေါ့အရင်တော့က nova launcher နဲ့အာ KWGD widget နဲ့ဆိုပြီးတော့တွဲပြီးတော့သုံးရတယ်ဒါပေမဲ့အခုက nova လစ်သွားပြီဆိုတော့ launcher launcher နဲ့ KLWB ဆိုတဲ့ live wallpaper maker နဲ့တွဲပြီးတော့တုံးကြည့်လိုက်။သူက KLWG နဲ့ပိုကောင်းတာဆို animation လေးတွေမိုက်တယ် preset တွေရှိတယ်ဆိုတော့ကိုယ်တိုင်အချိန်ပြီးပြီးတော့ပြင်စရာမလိုဘဲနဲ့ ready made နီးပါးလမ်းလမ်းလေးတွေတုံးလို့ရမယ်ပေါ့နော်။အားနည်းချက်ကတော့ battery ကတော့တာမန်ထက်ပိုပြီးတော့ကုန်မယ်။ဒါပေမဲ့အဲ့လိုလူတွေကလမ်းပေါ်ထားချက်ကိုဦးစားပေးကြတာနော်ကျန်တာတွေကိုသိကျူးဆိုက်ကြတာမဟုတ်ဘူး။ဟုတ်ကဲ့။ဒါကျွန်တော်ပြပြပေးတဲ့ launcher တွေ customization tools တွေကတုံးကျင်နေဆိုပေမဲ့ကိုတုံးနေတဲ့ဖုန်းကြီးက Xiaomi ဖြစ် င်ငံတော်ဘရန်ဒင်းဖြစ်နော်ဆိုတော့ launcher တွေသုံးရင် full screen gesture တွေသုံးမရဘူးဆိုတဲ့သူတွေပြီးတော့ကျွန်တော်ဗီဒီယိုအောက်မှာအခုတော့သုံးတဲ့ wallpaper လေးပြောပြပေးပါဆိုတဲ့သူတွေအတွက်ရော system launcher မှာပဲ wallpaper လန်းလန်းနဲ့ KWGD ကိုသုံးပြီးတော့ customize လုပ်ရတဲ့နည်းလမ်းတွေကိုပြပေးမယ်ဒါလည်းလွယ်လွယ်လေးပါပဲနော်ဗီဒီယိုလေးမှာပဲ guide video လေးမှာပဲခင်ဗျားတို့ကြည့်ပြီးတော့အဲလိုကြည့်လိုက် wallpaper အတွက်ကိုကျတော့ကျွန်တော်တို့သုံးတဲ့ app တွေက backdrop search တို့ lumina တို့ wobby တို့အဲ့ app တွေကိုသုံးကြည့်ပါနော်ဒီ wallpaper app တစ်ခုရွေးစီအကြောင်းကတော့အသေးစိတ်ပြောပြပေးမနေတော့ဘူးအာ wallpaper app တွေ wallpaper တွေရှိရပေါ့ဘာမှမထပ်ပြောစရာရှိသေးဘူးဘာမှထပ်ပြောစရာသိမရှိလားဒီမှာခင်ဗျာအကျင့်ကလည်းတယောက်နဲ့တယောက်နဲ့တူမှာမဟုတ်အကုန်လုံးသာတုံးကြည့်ပါနော်ဆိုတော့ကိုယ့်ဘာသာကို customize လုပ်ရတာပြင်းနေเนาะတာမန် Android launcher တွေနဲ့မတူဘဲနဲ့ unique ဖြစ်တဲ့ design နဲ့ original preset မိုက်တာနေတင်မဲ့ကြိုက်တဲ့တဲ့ငပြင်းတွေအတွက်လည်းကျွန်တော် launcher တွေဖြည့်ပေးထားတယ် white launcher ဒီ launcher ကကျွန်တော်ဆောင်းရုံကပြောခဲ့တဲ့ငပြင်းတွေအတွက်အသင့်တော်ဆုံး launcher ပဲ launcher ကို install လုပ်လိုက်တာနဲ့စမြင်ရတဲ့ first look မှာနေရရင်ယူသွသွားတယ်အများကြီးမပြောတော့ဘူးပါမန်နဲ့မတူတဲ့ look and feel နဲ့ unique ဖြစ်တာကိုကြိုက်တယ်ဆိုလို့ရှိရင် highly recommended ကျွန်တော်တို့မျိုး customize တဲ့ web ကကြိုက်တယ်ဆိုလို့ရှိရင်လည်း customization ကိုအသေးစိတ်ပြန်လုပ်လို့ရတယ်။တခြားသူတွေလုပ်ပြီးတော့တင်ထားတဲ့ပြဿနာတွေကိုလည်းအဆင်သင့်ခူးစားလို့လည်းရတယ်။ Okay နောက်တစ်ခုက Square Home ဒီကောင်ကလည်းတာမန် Android launcher တွေနဲ့မတူဘူး။အရင်တုန်းက Nokia Lumia ဖုန်းတွေမှာသုံးရတဲ့ခံစားချက်မျိုးပြောင်းမယ်ဆိုလို့ရှိရင် Windows Mobile Experience ကိုလို့ရှိရင်ဒီ launcher ကိုသုံးကြည့်။အခုပြထားသလိုမျိုး Pinterest က icon photo တွေ customization တွေနဲ့ဒါလည်းပြင်သုံးလိုက်မယ်ဆိုရင်တော့ဖြင့် ဒီလွန်ချာကတကယ်ရင်းနေကြတယ်မှာမင်းဖုန်းကြီးလည်းလမ်းလိုက်တာဘလွန်ချာသုံးတာလဲလို့မေးခံရမှာတော့သိကြတယ်လို့ရှိတယ်။ကျွန်တော်ဒီဗီဒီယိုမှာလူတိုင်းအတွက်ဖုန်းတိုင်းအတွက်အဆင်ပြေမဲ့လွန်ချာတွေပြောပြနေတာဆိုတော့ Android ပုံမှာ iOS လွန်ချာသုံးနေတဲ့သူတွေအတွက်ရှားပါလူလူစုအတွက်လည်းကျွန်တော်ပြစ်မထားဘူး။အဲ့ဒီ Android ပုံမှာ iOS ပုံစံတင်ပြီးတော့သုံးတာဟိုးနော်ရှေးဘဝေတနီဘုရုပ်ဖျားလေးဘက်သွားခစ်ကလေးရရှိနေခဲ့တာအခုတွေလည်းရှိနေတော့မယ်။ပြမယ်ဆိုရင် Android ပေးသုံးရကြိုးမနဲ့တဲ့ကောင်တွေပါ ဘာမှကိုမပြင်ရှင်ဘူးကိုပတ်တာကိုလွယ်လွယ်ကူကူပဲလိုချင်တာ launcher အတွက်က iOS launcher တွေအများကြီးရှိတဲ့အထက်မှာကျွန်တော်တို့အသုံးကြည့်လို့အဆင်ပြေတဲ့ launcher ကိုရေးပေးထားတယ်ပေါ့နော် launcher iOS 19ဆိုတဲ့ launcher ကအဲဒီ Lutin developer ဆိုတာမသိဘူးအဲ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 ဒီကောင်ကလောက်ထားတဲ့ launcher အဲ့ခါလေးကို download လုပ်ကြည့်လိုက်တော့အဆင်ပြေဆုံးပဲ okay ဒါတော့ဆိုလို့ရှိရင်တော့ခင်ဗျားရဲ့ပြင်မှုကောင်းနေတဲ့ home screen ကနေပြီးတော့ပြောင်းလဲလေးဖြစ်သွားလိမ့်မယ်လို့ယူဆပါတယ် ဒီလိုဗီဒီယိုတွေကိုသဘောကျတယ်ဆိုလို့ရှိရင်လည်း comment တွေမှာဝင်ပြီးတော့ channel ဒီလိုမျိုးနဲ့ခက်ဆင်ဆင် idea တွေကိုလည်းအကြံပေးသွားလို့လည်းရတယ်ခင်ဗျားတို့လုပ်စီခြင်းတဲ့ဗီဒီယိုပုံစံမျိုးပေါ့နော်ဒါကျွန်တော်ပြောပြသွားတဲ့ list တွေမှာခင်ဗျားတို့အကြိုက်ဆုံး launcher တွေမပါဘူးဆိုလို့ရှိရင်လည်းခင်ဗျားတို့ကတော့ဒါကိုစမ်းသပ်ကြည့်သင့်တယ်ဆိုပြီးတော့လည်း comment တွေမှာမြတ်စွန်းကြီးညှိနှိုင်းလို့ရပါတယ်โอเคနောက်နေ့မှတွေ့ကြပါ